ကရင်မျိုးသားအစည်းအရုံး KNU ရဲ့တမဟာကွန်ဌာနချုပ်တီရှိရာကိပေးထားစခန်းကိုဇွန်လ12ရက်နေ့မနက်အစောပိုင်းမှာစစ်ကောင်စီကကာမီကာဇယ်အသေးကန်ဒရုန်း၈လုံးနဲ့လာရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU ဘက်ကတီးပြပါတယ်။မနက်တနာရီလောက်ကနေ၄နာရီလောက်အထိတမဟာကွန်ဌာနချုပ်အနီးမှာတလုံးချင်းကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးလူထိခိုက်ဒေဆုံးမှုမရှိခဲ့ဘူးလို့တမဟာကွန်သတင်းရင်းမြစ်ကဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုစစ်ကောင်စီတပ်အထိုင်ချထားတဲ့ မဲတော် point 962စခန်းကုန်းကနေလာရောက်တိုက်ခိုက်တာလို့တမဟာကုံသတင်းရင်းမြစ်ကအီယာဝရီကိုပြောပါတယ်။ KNU ပြောရေးဆိုခွင့်ရှိသူဘဒိုစောကလေစီကတော့လုံညိုကြီးအရာဖြေဆိုဖို့ညင်းဆန်ပါတယ်။60 60 60ဝါကိုစားတွေ့ရတော့ကိုစားတွေ့ရရိုက်ဟေးကိုထင်မှရတရားစစ်တယ်ဒီမှာလေဒီမှာလေအမလေးအခုမဟုတ်ဘူးတရှိချိန်မှာတော့ KNU ပါဝင်တော်လိုင်းပူပေါင်းတက်တွေဟာတမဟာကွန်နေမြေတဲက စစ်ကောင်စီရဲ့ခြေဆိုင်စခန်းတွေကိုဇက်တိုက်တိုက်ခိုက်နေပြီးစခန်း၉ခုထပ်မင်းဲကိုလည်းသိမ်းပိုက်ထားပါဗျ။စခန်းလေးတိုက်ပွဲတွေပေါ်ဆောင်နေတဲ့တမဟာခွန်ကိုစစ်ကောင်စီက2024အောက်တိုဘာမှာတကြိမ်2025မတ်လမှာတကြိမ်အသေးခံ drone တွေနဲ့တိုက်ခိုက်ခဲ့ဖူးပြီးကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောကျော်နေရဲ့နေအင်းအနီးထိကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။